လွန်ခဲ့တဲ့နှစ်ပေါင်း140ဒီနေ့မှာပြည်ရှာတက်တွေဟာမန္တလေးနန်းတော်ကိုတိမ့်ပိုက်ပြီးကုန်းမောင်မင်းဆက်ရဲ့နောက်ဆုံးဘီရင်တီဘောမင်းကိုအိန္ဒိယကိုဖန်စီပို့ဆောင်ခဲ့ပါတယ်။ဒါကြောင့်မို့နိုမာ29ဟာမြမသမိုင်းမှာပါရမူနေဆိုပြီးထင်ရှားပါတယ်။ပြည်ရှာတွေဟာမြမနိုင်ငံကို1824ခုနှစ်မှာပထမအင်္ဂလိပ်မြမစစ်ပွဲ1852ခုနှစ်မှာဒုတိယအင်္ဂလိပ်မြမစစ်ပွဲကိုဆင်နွှဲပြီး မြန်မာနိုင်ငံအောက်ပိုင်းနယ်မြေတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်တီဘောမင်းလက်ထက်1885ခုနှစ်နိုဝင်ဘာလ14ရက်မှာတတိယအင်္ဂလိပ်မြန်မာစစ်ပွဲကိုဆင်နွှဲခဲ့ပါတယ်။နောက်14ရက်ကြာနိုဝင်ဘာ28ရက်နေ့မှာတော့ရုရှားတပ်တွေကမန္တလေးနန်းတော်ကိုဝိုင်းထားနိုင်ခဲ့ပါတယ်။နောက်တစ်ရက်ဖြစ်တဲ့နိုဝင်ဘာ29ရက်မှာတော့ရုရှားတပ်တွေကမန္တလေးနန်းတော်ကိုသိမ်းပိုက်ပြီးတီဘောမင်းနဲ့မိဖုရားစုဖုရားလက်တို့ကိုအိန္ဒိယနိုင်ငံရေရနာဂီရီကို န်းစည်းပို့ဆောင်လိုက်ပါတယ်1886ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာတော့မြန်မာနိုင်ငံကိုဗီတိုရီးယားဗီမားရဲ့ပိုင်နက်ဖြစ်ဗီရှာတို့ကကြီးညာခဲ့ပါတယ်ဒီလိုနဲ့ပုဂံခိကစပြီးနှစ်ပေါင်း850နီးပါးရှိကြခဲ့တဲ့မြန်မာနိုင်ငံရဲ့တအူးစံပိုင်ဘီရင်စနစ်ဟာကုန်းမောင်ခိမှာအဆုံးသတ်ခဲ့ပြီးတော့မြန်မာနိုင်ငံဟာဗီရှာကိုလိုနီစနစ်လက်အောက်ကိုရောက်ခဲ့ရတာဖြစ်ပါတယ်1916ခုနှစ်မှာတော့နန်းကြပြင်းတီဘောဟာတက်တော်59နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံယရနာဂီရိမြို့မှာပဲကန်တော်ကုန်ခဲ့ရပါတယ်။အင်္ဂလိပ်ဆိုရကတီဘောမင်းရဲ့ရုပ်အလောင်းကိုမြန်မာပြည်ပြန်ပို့ရင်လူလည်ရေးတောင်းဆိုမှုတွေရှိလာနိုင်တာကြောင့်ပြန်ပို့ခွင့်မပေးခဲ့ပါဘူး။1919ခုနှစ်မှာတော့မိဖုရားစုပြားလက်ကိုမြန်မာပြည်ပြန်ခွင့်ပေးခဲ့ပါတယ်။အင်္ဂလိပ်ဆိုရကတော့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးနောက်ပိုင်းကစလို့ဗမာနဲ့တိုင်းရင်းသားတွေကိုတွေးခွဲအုပ်ချုပ်တဲ့ပုံစံနဲ့63နှစ်ကြာအုပ်ချုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်ကနေမြန်မာနိုင်ငံဟာ1948ခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှာတော့လွတ်လပ်ရေးရခဲ့ပါတယ်